ဒီဗီဒီယိုကြည့်နေတဲ့ထဲထဲမှာကိုကနေပြီးတော့မှကိုယ့်ရဲ့ပါတနာနဲ့အတူနေတဲ့အခါမှာတစ်မိနစ်တောင်မကြာဘဲနဲ့တုတ်ဖက်တွေမြင်နေဆိုဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားပြီးအဲ့ဒါလာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့ကိုယ့်ရဲ့စားကောက်နေထိုင်မှုပုံစံရဲ့ဒီတစ်ခါကျရင်ကျွန်တော်တို့ရဲ့ကျန်းမာရေးအခြေအနေကြောင့်အခုလိုလက္ခဏာရက်တွေဖြစ်တာနော်အဲ့တော့တချို့ကဗာလဲဆိုလို့ရှိရင်ကိုကစိတ်နဲ့ထိန်းလို့ရတယ်ဆိုပေမဲ့စိတ်ကတော့ကိုကအတက်နိုင်ဆုံးထိန်းလိုက်တာပဲ ဒါပေမဲ့ဘာဖြစ်လဲဆိုရင်သူပါနေပြီးတော့မှထိကျုံနိုင်ကြမရှိပဲနဲ့10မိနစ်တပိုင်းနဲ့အာထွက်ကြသွားတာကိုဒါဒီတုံးလို့မြန်တယ်လို့ခေါ်တယ်เนาะအဲ့လိုမျိုးမြန်တာဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဟော်မုန်းတွေကနေပြီးတော့မှအာဒီဟော်မုန်း level တွေကျလာတဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးဖြစ်တာပေါ့เนาะအဲ့တော့ဒါလေးကိုကျွန်တော်တို့ပြောက်အောင်ကုသလို့ရလားဆိုရင်ကုသလို့ရပါတယ် ဘယ်လိုနည်းနဲ့ကုသရမလဲဆိုကျွန်တော်လေ့ကျင့်ခန်းလုပ်ပြီးတော့မှကုသလို့ရပါတယ်ရှင့်အဲ့ဒီလေ့ကျင့်ခန်းလေးတွေကဘာလဲဆိုလို့ရှိရင်တော့ Kegel exercise လို့ခေါ်ပါတယ်ဒီ Kegel exercise ကကြတော့ကျွန်တော်တို့ကကြွက်သားအားကိုတက်မာစေတဲ့လေ့ကျင့်ခန်းဖြစ်တယ်အဲ့တော့ကြွက်သားတွေကိုပြန်ပြီးတော့မှကောင်းမွန်စေတဲ့ကြွက်သားထိကျုပ်မှုကိုပို့ပြီးတော့မှအာအကောင်းစေတဲ့အတွက်ကြောင့်မလို့ဒီ Kegel exercise လေးကိုပုံမှန်လေ့ကျင့်သွားဖို့လိုအပ်ပါတယ် now ဒီခုကကြတော့ဘာလဲဆိုလို့ရှိရင် star stop technique ဆိုရဲ ဒီလေ့ကျင့်ခန်းလေးပေါ့နော်ဒါလေးကိုလည်းကိုကနေပြီးတော့မှတိတိကျကျနဲ့လေ့ကျင့်မယ်ဆိုလို့ရှိရင်အာကျွန်တော်တို့ရဲ့ဒီတုံ့လွတ်မြန်နေတာတွေကိုသူကနေပြီးတော့ထိမ့်ချုပ်နိုင်စွမ်းနေမြင့်မားအောင်လုပ်ပေးတဲ့အတွက်ကြောင့်မလို့အာဒီလေ့ကျင့်ခန်းလေးနှစ်ခုကိုပုံမှန်လေ့ကျင့်ပေးမယ်ဆိုလို့ရှိရင်ပေါ့နော်အဲကိုရဲ့ဒီအခုခံစားနေရတဲ့တုံ့လွတ်မြန်တဲ့ဝေဒနာတွေကို သူကတတ်တာရောပါသွားစေတယ်အဲ့တော့ဒါလေးကိုဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့က YouTube သို့မဟုတ်အာကျွန်တော်တို့ TikTok မှာပေါ့နော်ဒီဟာလေးကိုစာလုံးလေးတွေကိုရိုက်ရှာကြည့်လိုက်လို့ရှိရင်သူ့ရဲ့လေ့ကျင့်ခန်းလေးတွေကြာလာမှာဖြစ်ပါရဲ့ရှင့်အဲ့တော့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်နောက်လူတွေသိဖို့အတွက်များများ share ပေးဖို့တောင်းဆိုပါရဲ့ရှင့် အခုကလူငယ်အများစုကဘာကြောင့်မလို့သုံးလို့တည်မြင်လာလဲထောင်မမှုအားတွေနည်းလာရတာလဲဆိုလို့ရှိရင်အဲတော်တော်များများကလက်သမားလေးတွေများကြတယ်เนาะလက်သမားလေးတွေဘာကြောင့်များတာလဲဆိုလို့ရှိရင် social media တွေကိုတို့ကြည့်တဲ့အခါမှာဒီကနေကြည့်ပြီးတော့မှတို့စိတ်တွေမယုံမယားဖြစ်ပြီးတော့မှဒီဟာပေါ်မှာသွားပြီးတော့မှ ဆွဲလဲနှစ်သက်လာကြတယ်အဲ့တော့တခါတန်ဆင်းလုံပေးပဲကောင်းတယ်ပေါ့နော်နေ့တူဘွားဟိုမှာတချို့ဆိုအချိန်ကြီးတွေများတဲ့ခါမှာကြာလာလို့ရှိရင်အဲကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ energy တွေကြာလာတာမျိုးတွေပြီးတဲ့ခါမှာဟော်မုန်းတွေကြာလာတာမျိုးတွေပြီးရင်လူကနေပြီးတော့မှာပါဖြစ်လဲဆိုပိန်ချုံချင်းနဲ့လာတာမျိုးတွေပြီးရင်အလုပ်ထဲမှာစိတ်မပါတော့တာမျိုးတွေနော်အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီပေါ်မှာအရန်ဆွဲလန်းစိတ်တွေများတဲ့ခါမှာညဘက်တွေဆိုအိမ်ပျော်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော် ပြီးရင်လည်းတချို့ဆိုလို့ရှိရင်အိပ်ပျော်နေရင်းနဲ့ထိမ့်သိမ့်နိုင်မှုမရှိဘဲနဲ့သုံးလို့တည်မြန်နေတာမျိုးတွေအဲတချို့ဆိုရင်အတူနေတဲ့အခါမှာဆိုလို့ရှိရင်လည်းလုံးဝကိုယ့်ဘက်ကနေပြီးတော့မှစိတ်ဆန္ဒမပြေဝမှုတွေဒါမျိုးလေးတွေရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ကဒီအဲအမြဲတမ်းပဲပေါ့နော်လက်နဲ့ကစားနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒီလိုမျိုးတွေဖြစ်တာပေါ့နော်အဲ့တော့ဘာလို့ပြေးရမလဲဒါတွေကိုပျောက်ချင်တယ်ဘာလို့ပြေးရမလဲဆိုလို့ရှိရင်ကျွန်တော်ကကိုယ့်စိတ်ကိုယ်ကိုနိုင်အောင်ထည့်ရမယ်အဲမလုံနိုင်မှုဆိုတရားထိုင်ပြေးရမယ်ဒါမှမဟုတ်လို့ရှိရင်တကယ်ကြီးအပေါင်းအသင်းတွေနဲ့တွားတာလာတာမျိုးတွေလုပ်ပြေးရတာမျိုးတွေရှိ ရဲပြီးရင်ကျန်းမာရေးကိုကောင်းမွန်စေတဲ့အားကစားမျိုးလေးတွေကိုရွေးချယ်ပြီးတော့ကစားပေးရတယ်ပြီးလို့ရှိရင်အာဟာရပြည့်ဝစေတဲ့အစားအစာလေးတွေကိုရွေးချယ်စားပေးရတယ်ပြီးလို့ရှိရင်ဗိုက်တာမင် D တို့เนาะပြီးလို့ရှိရင်ဇင်းတို့ဒါမျိုးလေးတွေကိုပုံမှန် နေ့စဉ်မိွဲသုံးဆွဲပေးရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဆိုလို့ရှိရင်အဲ့လိုမျိုးလေးတွေပုံမှန်ကိုကိုကနေပြီးတော့မှစားတော့နေထိုင်မှုကိုချိန်လိုက်မယ်ဆိုလို့ရှိရင်အခုခံစားနေရတဲ့ဝေဒနာတွေလည်းတတ်တာရောပါစေတယ်တချို့ကြတော့ပါလဲဆိုလို့ရှိရင်မတက်တာဘူးမတိတာဘူးဆိုလို့ရှိရင်တော့မြင်မြန်ထိရောက်သိတာခြင်းနဲ့ဆိုလို့ရှိရင်တော့အဲဇဘာဝနီလန်းလေးတွေအပြင်ကိုမာကျွန်တော်ဘာလို့ရလဲဆိုလိုအပ်နေတဲ့ နော်ကျွန်တော်တို့ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ပြည့်စုံတဆာလေးတွေကိုကျွန်တော်တို့ကတစ်ဖက်တစ်လမ်းကနေနှီးဝဲပေးမှသာလေဒီလိုဝေဒနာတွေကတတ်တာရောပါစေမှာဖြစ်ပါတယ်တကယ်လို့ပေါ့နော်ကိုကနေပြီးတော့မှဖြစ်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကကိုယ့်မှတ်မှာလာပြီးတော့မှမှန်ထားပြီးလို့လည်းရပါတယ်နောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်ကျွန်မကလာပြီးတော့ပြပြပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မရဲ့ဗီဒီယိုလေးတွေကကိုယ့်အတွက်လည်းအကျိုးရှိတယ်ဆိုရင်နောက်လူတွေမြင်မှသိဖို့ share ပေးခဲ့ဖို့လည်းတောင်းဆိုပါတယ်ကိုကနေပြီးတော့မှတက်လာတဲ့ဗီဒီယိုလေးတွေကိုပုံမှန်ကြည့်ကျင်နေဆိုလို့ရှိရင်တော့ကျမရဲ့အကောင့်လေးကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်